နှုတ်ကပတ်တော်အဖြစ်ပေါ့เนาะကျွန်တော်တို့အတ္တတာကိုခွန်အားယူတိဆောက်ဖို့ဖြစ်ပါတယ်ဒီနေ့ဒီဖရာသင်ကိုအသက်ရှင်ခွင့်ပေးထားတာသင်ပါတော့အသက်ရှင်နေလေသင်မိသားစုချမ်းသာဖို့လားသင်မိသားစု ကောင်းစားဖို့လားသင်မိသားစုနာမည်ကြီးဖို့လားသင်ကြော်ကြားဖို့လားနေရာတွေယာတို့တွေစီးစိမ်တွေအတွက်လောကိုက်ထဲမှာအသက်ရှင်နေတာလားအဲ့ဒါဆိုတော့မှားပြီမိတ်ဆွေကျွန်တော်တို့လောကမှာဖရာသခင်အသက်ရှင်ခွင့်ပေးရတဲ့ရည်ရွယ်ချက်ကဖရာဘုံတော်အတွက်ဖြစ်တယ် ်နော်ဖရာဘုံတော်အတွက်ဒီနေ့အဖြစ်ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းအဖြစ်လူတွေဘု து ကိုမြင်လာဖို့လဲဆိုတော့ဖရာကိုမြင်လာဖို့ဖြစ်တယ်သခင်ခရစ်တော်ဖရာလက်ဝါးကတိုင်မှာအသိခံတဲ့ခါမှာကျွန်တော်တို့ရဲ့အပြစ်တွေအားလုံးကိုဖရာကမေ့လိုက်တယ်တဲ့ကျွန်တော်တို့အပြစ်တွေအားလုံးဘာလို့လဲဆိုတော့ဖရာကမေ့လိုက်ကျွန်တော်ကျူးလွန်တဲ့အပြစ်တွေနော်ကျူးလွန်ခဲ့တဲ့အပြစ်တွေရှိတယ်ထပ်လုံးမဲ့အပြစ်တွေလည်းရှိတယ်ဒါပေမဲ့ဖရာသခင်ကဘာပြောလဲဆိုတော့ငါအားလုံးကို မေ့လိုက်တယ်အဲ့ဒီအပြစ်တွေအားလုံးငါမေ့လိုက်တယ်ဘလောက်ကောင်းလဲနော်ဖခင်သခင်သာအဲ့ဒီအပြစ်တွေမမေ့ဘူးဆိုတော့ကျွန်တော်တို့ချင်းသေးတယ်အပင်ငဲသွားမှာဒါပေမဲ့ယေရှုခရစ်တော်လက်ဝါးကတိုင်းမှာကျွန်တော်တို့ကိုစားအသိခံကြရမယ်ဖခင်ကအဲ့ဒီအပြစ်တွေကိုဘာလုပ်ပလိုက်လဲဆိုတော့မေ့ပလိုက်တယ်ဒါပေမဲ့ဖခင်သခင်မမေ့ဘဲနဲ့မှတ်တမ်းတင်ထားတဲ့အရာရှိအဲ့ဒါကဒီလောကနေ့ရက်တွေမှာသင်ဘလို့အသက်ရှင်ခဲ့လဲဆိုတဲ့အရာကဖခင်ရဲ့မှတ်တမ်းထဲမှာ အကုန်ရှိတယ်ဒါကြောင့်မို့သိရေးကြည့်တယ်နော် ဗျာဒိတ်ကျမ်းမှာနော်ဗျာဒိတ်ကျမ်းမှာကျွန်တော်တို့ကောင်းကင်နိုင်ငံရောက်တဲ့အခါမှာမှတ်တမ်းရှိတယ်နော်ဗျာဒိတ်ကျမ်းခန်းကြီး14အပိုင်ငယ်73မှာတပန်တုံကောင်းကင်အတန်ကယခုမှစ၍သခင်ဖျား၌တည်တော်သူတို့သည် မြင်္ဂလာရှိကြ၏ဟု ရေးထားလောဟု ပြောဆိုပြီးကိုငါကြားငါကြား၏ဝိညာဉ်တော်ကလည်းထို့သို့မှန်မည် ထိုသူတို့သည်ပင်ပန်းခြင်းငိမ့်မိအကြောင်းရှိ၍သူတို့အကျင့်တို့သည် လည်းသူတို့နှင့်အတူလိုက်ကြ၏ဟုမိန်တော်မူ၏။အခင်ဖျား၌တေလွန်သွားလေခရစ်တော်၌အိပ်ပျော်သွားတဲ့လူတယောက်ကတဲ့ဒီလောကရဲ့စာဝတ်နေရေးပင်ပန်းခြင်းနေလောကထဲမှာနေ့စဉ်အသက်ရှင်ဖို့အတွက်အဆန်ရှာရတဲ့ပင်ပန်းခြင်းနေခန္ဓာကိုယ်နာမကျန်းလို့ဆီးကူးရတဲ့ပင်ပန်းခြင်းနေ အမျိုးမျိုးပင်ပန်းခြင်းတွေရှိပါစိတ်ရဲ့ပင်ပန်းခြင်းခန္ဓာရဲ့ပင်ပန်းခြင်းအဲ့ဒီပင်ပန်းခြင်းတွေငြိမ့်သွားတယ်ကောင်းကင်နိုင်ငံရောက်သွားဆိုငြိမ့်သွားတယ်ပြီးတော့ပြောလဲဆိုသူတို့အကျင့်တို့ဒီလဲသူတို့နဲ့အတူလိုက်ကြဤအော်အကျင့်ဆိုတာသင်ရဲ့အသက်ရှင်နေအောင်ပြောတာဒီလောကမှာသင်ဘလို့အသက်ရှင်ခဲ့လဲဆိုတဲ့အရာကဘယ်ထိပါသွားလဲကောင်းကင်နိုင်ငံထိပါသွားတယ်ဆိုတာတွေ့ရလဝါကတိုင်မှာသခင်ရှုခွတ်တော်ဖခင်ကသင်ရဲ့အပြစ်တွေကိုမေ့ပစ်လိုက်တော့ညာလဲ ပင်အပြစ်ကြောင့်ပင်အပင်ငယ်သွားစရာမလိုတော့ဘူးဆိုတော့ညာလေဒီလောကမှာသင်ဘလို့အသက်ရှင်ခဲ့လဲဆိုတဲ့အရာမှတ်တမ်းတွေကဘယ်ထိပါသွားမလဲကောင်းကင်နိုင်ငံထိပါသွားမယ်ဒါကြောင့်မို့ဖခင်ရဲ့မှတ်တမ်းတွေမှာကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကကောင်းသောအသက်ရှင်ခြင်းဖြစ်ဖို့အလိုတော်နဲ့ညီသောအသက်ရှင်ခြင်းဖြစ်ဖို့သိရေးကြည့်တယ်အဲကြောင့်မို့ဒီလောကမှာသင်ဟာလူကြိုက်လိုက်အသက်ရှင်ဖို့မဟုတ်ပါဘူးသင်စိတ်ကြိုက်လဲအသက်ရှင်ဖို့ ဟုတ်ပါဘူး။ဖျားစိတ်ကြိုက်ဖျားအလိုတော်တိုင်းအသက်ရှင်တတ်ဖို့အင်မတန်ရည်ကြီးပါတယ်။ဖျားသခင်မှတ်ထားတယ်ဆိုတော့နော်ဒီအဖြစ်ပြက်လေးကျွန်တော်ခွန်အားပေးကြတယ်။ဓမ္မရာဆိုရင် ပထမဆုံးခန်းကြီး15မှာဓမ္မရာဆိုရင်ပထမဆုံးခန်းကြီး15မှာရှမွေလအားဖြင့်ဖျားသခင်ကဣသရေလရဲ့ရှင်ဘင်ရှောလူကို သွားစကားပြောခိုင်းတယ်။အမိန့်တစ်ခုသွားလုတ်ခိုင်းတယ်။နော်အလုတ်တစ်ခုလုတ်ခိုင်းတယ်။အဲ့ဒါကဘာလုပ်လဲဆိုရင်ဓမ္မရောစဉ်ပထမဆုံးခန်းကြီး၅အပိုင်ငယ်1မှာကောင်းကင်ဘိုးချေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကအေကုတုပြီမှထွက်လာသောဣသရေလအမျိုးသားဣသရေလအမျိုး၌အာမလတ်အမျိုးပြုသော စီးတားခြင်းအမှုကိုငါမှတ်လျက်ရှိ၏။ဩဘုရားသခင်က ဘာကိုမှတ်ထားလဲဆိုရင်အေဂူတူဘီကနေတဲ့ဣသရီလာလူမျိုးတွေထွက်လာတဲ့အချိန်မှာပင်လယ်နီနဲ့ချမ်းခွဲပြီးတော့ထွက်လာပြီးတော့ပထမအဦးဆုံးစစ်ပွဲတစ်ပွဲဖြစ်တယ်။သူတို့ကိုခါနန်ပြည်မရောက်အောင်တားဆီးတဲ့ပထမအဦးဆုံးလူမျိုးဘာလူမျိုးလဲဆိုတော့အာမလတ်လို့ခေါ်ပါအာမလတ်လူမျိုးအဲ့ဒီအာမလတ်လူမျိုးတွေကအင်မတန်မှဆိုးသွမ်းပြီးတော့စစ်တိုက်တဲ့အတွေ့အကြုံရမ်းများလုံးတယ်အဲ့ဒီအချိန်မှာဣသရေလလူမျိုးတွေကစစ်လုံးဝမတိုက်တော့ ဣသရေလလူမျိုးတွေကအဲဂုတုမှာဘာပဲလုပ်လဲဆိုတော့အုတ်ပဲဖောက်တာနော်ဒီပိရမစ်တွေတိဆောက်ဖို့အတွက်သူကအုတ်ပဲဖောက်ရတာဒါကြောင့်မို့သူကဘာမှမတိုက်တဲ့မတိုက်တဲ့အချိန်မှာသူ့လူမျိုးကိုတားဆီးတယ်ဒါကြောင့်မို့အဲဂုတုပြည်မှာထွက်တော့ထွက်လာတော့ဣသရေလအမျိုး၌အာမလတ်အမျိုးပြုတ်သောစီးတားခြင်းမှုကိုငါမှတ်လျက်ရှိတယ်ဘုရားသခင်ဘာလို့ထားလဲဆိုတော့မှတ်ထားတယ်ဒါကြောင့်မို့ဒီအချိန်ကတော်တော်ကြာပြီဗျာ ဣသရေလမျိုးတွေခါနန်ပြည်တော် ရောက်နေပြီခါနန်ပြည်ရောက်လို့ရှန်ဆုံတို့တရားသူကြီးတွေနော်ဒီဘောရာတို့ဂီတောင်တို့ဘာရက်တို့ရှန်ဆုံတို့ဒီတရားသူကြီးမှတ်စာကြော်သွားပြီယောရှုမှတ်စာလည်းကြော်ပြီခါနန်ပြည်မှာနေရာကျလာတော်တော်ကြာပြီတရားသူကြီးမှတ်စာကြော်လို့ဘယင်လက်ထက်တော်ရောက်ပြီအခုဘသူအုပ်ချုပ်နေပြီလဲဆိုရင်တော့ရှောလို့ရှင်ပြင်းအုပ်ချုပ်နေနှစ်ကတော်တော်ကြာပြီဣသရေလလူတွေတောင်မေ့ကောင်မေ့သွားပါလိမ့်မယ်ဒါမှမဟုတ်ဘသူမမေ့ဘူးလေဘုရားသခင်မမေ့ဘူးဘုရားသူဘာလို့ခါလဲ မှတ်ထားတယ်။အဲဒီအဲကူတူပီကနေငါလူမျိုးထွက်လာတဲ့အခါမှာစစ်တိုက်တဲ့အခါမှာဣသရေလလူမျိုးတွေစစ်မတိုက်တတ်တော့စစ်ရှုံးတော့မောရှိကတောင်ပေါ်မှာဗာသွားလို့ရလဲဆိုတော့လက်မြောက်ထား။မောရှိလက်မြောက်ထားရင်ဣသရေလလူမျိုးတွေစစ်နိုင်။ကြာတော့မောရှိရဲ့လက်ညောင်းတော့လက်ချတော့ဣသရေလလူမျိုးတွေစစ်ရှုံးတယ်။အာမဖြစ်တော့ဘူး။အဲ့တော့မောရှိခမရဖယ်ခမရကိုစားကျွန်တော်တို့မြောက်မယ်ရလားမရပါဘူး။ ဒါကြောင့်မို့ဖះသခင်ခွဲခန့်ထားတဲ့သူပဲရ။မောရှိပဲမြောက်လို့ရတခြားလူမြောက်လို့မောရှိခဏဖွဲကွာအာယုံပေးမြောက်ခိုင်းမယ်မရပါဘူး။ခုတော့ပေးမြောက်ခိုင်းမယ်မရပါဘူး။အဲ့ဒီမှာဘာလုပ်ရလဲဆိုတော့ကြောက်တုံးတုံးပါတဲ့မောရှိကိုထိုင်ခိုင်းရတယ်။ဒီဘက်လက်တစ်ဖက်ကအာယုံကဒီလက်ကိုမြောက်ထား။မောရှိရဲ့လက်ပဲနော်။ဒါပေမဲ့ဘာလုပ်ထားလဲ။ထောက်ထား။ဒီဘက်လက်တစ်ဖက်ကခုတော့ဘာလုပ်ထားလဲ။ထောက်ထား။ဒါကြောင့်မို့အသင်းတော်မှာဖះသူ့နေရာနဲ့သူဘာလုပ်ထားလဲ။ခွဲခန့်ထား။သင်းဦးစီယာနေရာကသင်းဦးစီယာပဲ။ သင်းတောက်နေရကသင်းတောက်နေရပဲအာဒီနေရသွားသွားလို့လို့မရအောင်မောရှိမင်းခဏဖယ်ကွာငါမြောက်မယ်မရပါဘူးမောရှိရဲ့လက်ပဲဒါပေမဲ့ဘေးနားတော့ဘာလို့ပေးလိုက်ဆိုတော့မဆာထောက်ပံ့ပေးရအဲ့ဒီခါမှာတဲ့ဣသရေလမျိုးတွေစစ်နိုင်တယ်ဒါပေမဲ့ဘုရားသခင်ကပြောလို့ဆိုယောရှုတဲ့မင်းအဲ့ဒီကြောင်မှတ်တမ်းထဲမှာရေးထားတဲ့မှတ်တမ်းထဲမှာမှတ်ရေးထားအဲ့ဒီကြောင်သူတို့ထွက်လာတဲ့ခါမှာအနည်းကြရင်အဲ့ဒီအာမလက်လူမျိုးတွေကဘာလုပ်မလဲစီရင်မယ်တကယ်လဲစီရင်တယ်ဘလို့ဖြည့်ဆည်းခိုင်းလဲဆိုရင်တော့ရှင်းရှင်း ဖြက်စီးပါမနှမျောနေတဲ့ဘလောက်ဒီမနှမျောခိုင်းလို့လဲဆိုတော့ယောက်ျားမိန်းမခလေးသူငယ်ရအစား노ဆုနော်ခလေးသူငယ်တော်မှာ노ဆုတဲ့အရွယ်ဆပြီးတော့တိုးနွားကလအုပ်မြီးတို့ကိုသက်လောဟုရှောလူအားဆင့်ဆိုသည့်အတိုင်းရှောလူအားသွားပြီးတော့တက်ရောက်ဖို့ပြင်ဆင်ရပါတယ်ဒါထူးဆန်းတဲ့အရာတစ်ခုရှိတယ်အဲ့ဒီအာမလတ်လူမျိုးတွေနဲ့ရောနှောပြီးနေတဲ့လူမျိုးတစ်မျိုးရှိတယ်အဲ့ဒီလူမျိုးတစ်မျိုးကတော့ဘာမျိုးလဲဆိုတော့ကီနိလူ ကင်နီလူအဲ့ဒီကင်နီလူတွေကိုတော့တဲ့ဖခင်ကသွားပြောခိုင်းတယ်အပိုင်ငယ်96ရှောလူဒီလဲအာမလက်မျိုးတို့စစ်ချီ၍ဂျိုင်းနိုင်တက်ချပြီးမှကင်နီလူတို့ရှေ့ရာတို့စေလွတ်လျက်တင်တို့ကိုအာမလက်လူတို့နဲ့အတူငါဖြက်စီးမိဟုစိုးရိမ်စရာရှိသောကြောင့်သူတို့အထဲကထွက်သွား၍နေရာပြောင်းကြလော။ဩ အောင်မလဲလူတွေကိုတိုက်ရင်မင်းတို့လည်းအဲ့ဒါမှနေတော့ရောပြီးတော့ဖျက်ဆီးမိမှစိုးရိမ်တယ်။ဒါကြောင့်မင်းတို့ဘာလုပ်ပါနေရပြောင်းပါဘသူတွေကိုသွားသတင်းစကားသွားပြောလဲဆိုတော့ကီနီလူအဲ့ဒီကီနီလူတွေကိုနေရပြောင်းခိုင်းနေတယ်။ဘာကြောင့်အဲ့လိုပြောင်းခိုင်းရလဲဆိုရင်တဲ့ဣသရေလအမျိုးသားတို့သည်အဲဂုတုပြည်မှထွက်လာသောအခါသင်တို့သည်ဂျေစုပြုကြပြီဟုမှားလိုက်သည့်အတိုင်းကီနီလူတို့သည်အာမလတ်လူတို့အထက်ကထွက်သွားကြ၏။ အော်အံ့ဩစရာကောင်းတာเนาะအာမလက်ကိုသွားဖြတ်စည်းတဲ့ခါမှာကေနီလူတွေကိုဖျားပါလို့လိုက်လေကေလိုက်တယ်အဲ့ဒီကေလူကေနီလူတွေဖြတ်စည်းခြင်းမခံရတော့ဒီမှာအမျိုးနွယ်နှစ်မျိုးတွေ့ရပထမတစ်မျိုးကအာမလက်နောက်တစ်မျိုးကကေနီအာမလက်ကြတော့ဤသူတွေလားလူမျိုးတွေအကုတုပီယာနေထွက်လာတဲ့ခါမှာစီတာနောက်ဆက်ခြင်းအမှုကိုပြုတဲ့သူဖြစ်တယ်ကေနီကြတော့အဲ့ဒီဤသူတွေလားလူမျိုးတွေကိုတဲ့ကူညီတာဘာကူညီလဲဒီကေနီလူမျိုးကဘယ်ရအမျိုးနွယ်လဲ ေနီလူမျိုးရဲ့အမျိုးနွယ်ကြောင်းကျွန်တော်ရှင်းပြပါမယ်။ကပ္ပဝုကျန်ကန်ကြီး15မှာသူတို့ကိုစတွေ့ရ။အဲ့ဒီကေနီလူမျိုးတွေအကြောင်းကိုကပ္ပဝုကျန်ကန်ကြီး15မှာနော်အပိုင်ငယ်အပိုင်ငယ်16လောက်မှာနော်အပိုင်ငယ်16လောက်မှာကေနီလူတဲ့ကေနဇီလူကာဒမောနီလူဟီတီလူဖေရဇီလူယေဖိန်လူအာမောရီလူခါနနီလူ နော်အဲ့ဒီမှာခါနန်ပြည်မှာနေတဲ့အမျိုးနွယ်တွေရဲ့နာမည်တွေဘာလို့ပါလဲဆိုတော့ရေးထားတယ်ကပောက်ကျန်ခန်းကြီး15ကအာဗြဟံကိုဖခင်ကအဲ့ဒီခါနန်ပြည်ကိုမင်းရဲ့အမျိုးနွယ်ကိုငါအပိုင်ပေးမယ်လောလောဆယ်တော့ဘယ်သူတွေရှိနေလဲအဲ့ဒီခါနန်လူမျိုးတွေရှိနေတယ်ခါနန်လူမျိုးတွေရဲ့အထဲမှာဘယ်သူပါလဲဂုဏကကေနိလူဆိုတော့ပါအဲ့ဒီလူတွေကိုအကုန်ဖယ်ရှားပြီးတော့မှခါနန်ပြည်ကိုငါပေးမယ်။ဒါဆိုရင်ကေနိလူသည် ခါနန်အမျိုးຫນွယ်တဲမှာရှိနေတယ်ဆိုတာကိုကျွန်တော်ပထမအဆုံးအနေနဲ့သိဖို့ဖြစ်ပါဒါပေမဲ့နောက်ပိုင်းမှာကေနိလူတွေကအဲ့ဒီခါနန်ပြည်မှာနေတဲ့လူတွေကြီးပဲမဟုတ်တော့ဣသရေလလူမျိုးတွေအဲဂုတုပြည်ကနေထွက်တဲ့ခါမှာတဲ့တော်လံမကျွမ်းဣသရေလလူမျိုးတွေကတောက်လျှောက်အဲဂုတုမှာပဲနှစ်ပေါင်း430လောက်နေခဲ့တော့ဒီတဲကန်နာရကိုမသွားတော့ဒါပေမဲ့အဲ့ဒီတော်လံကိုကျွမ်းတဲ့မိဒရန်လူမျိုးတွေရှိတယ် တို့ကအမြဲတမ်းကုံသွယ်မှုပြုတ်ပြီးတော့အမြဲတမ်းသွားနေကြအဲဒီမီဒရန်လူမျိုးတွေကဘသူရဲ့အမျိုးနွယ်တွေလဲဆိုရင်တော့မောရှိရဲ့ယောက်ခမမောရှိမိမဘက်ကအမျိုးနွယ်တွေဒီဘာမျိုးလဲဆိုတော့မီဒရန်မျိုးတွေဖြစ်တယ်ကျမ်းစာထဲမှာမောရှိကလူတယောက်ကိုဒီအေဂုဒုလူနဲ့ဟေဘဲလူနဲ့ရန်ဖြစ်တဲ့ခါမှာလေသူဟေဘဲလူဘာလုပ်လိုက်လဲဆိုတော့တတ်လိုက်တဲထဲမှာမြုပ်ထားလိုက်နောက်တည့်ရကြတော့ ီပြဲလူချင်းချင်းရံဖြစ်ကြတော့သူကသွားဖြန်ပြေးတယ်မင်းတို့ညီကိုချင်းချင်းမလုပ်ကြပါနဲ့အဲ့ဒီမှာဟိုလူတွေကမနေ့ကအဲကုတုလူကိုတတ်တယ်လို့ငါတို့ကိုတတ်အောင်မလုပ်လားဆိုပြီးတော့ပြောတဲ့ခါမှာသူ့ရဲ့လူတတ်မှုကပေါ်တဲ့ခါမှာမောရှိကဘာလုပ်ရလဲဆိုတော့ထွက်ပြေးရတယ်အဲအဲ့ဒီထွက်ပြေးတဲ့ခါမှာမောရှိပဲကိုထွက်ပြေးလဲမီဒရန်တော်ကိုထွက်ပြေးတယ်လို့ပြောတယ်အဲ့ဒီရောက်တော့မှရောက်ခမရေတယောရဲ့သိုးတွေကိုထိန်းပြီးတော့သူ့ရောက်ခမရဲ့တမီးเนาะအဲ့ဒီရေတယောရဲ့တမီးတွေနဲ့သူတမီးနဲ့ဘာလုပ်လဲဆိုတော့အိမ်တော်ကြာ အဲ့ဒီရောက်ခမအမျိုးຫນွယ်ကမောရှိမိမဘက်ကအမျိုးຫນွယ်ကမိဒွန်မျိုးတယ်ဒါကြောင့်မောရှိတို့တောလျာကျန်ခန်းကြီး30တို့တောလေတဲ့အခါမှာတောထဲမှာလှဲ့လေတဲ့အခါမှာတို့ကိုလမ်းပြအနေနဲ့ဘသူကူညီပေးလဲဆိုရင်တော့ဒီမှာရေးထားတယ်တောလျာကျန်ခန်းကြီး30အပိုင်ငယ်29ကနေစဖတ်တဲ့အခါမှာမောရှိကလည်းထော်တော်ဖျားကြီးဂတိတော်အတိုင်းငါတို့အားပေးတော်မူမည်ရက်တို့ ငါတို့သည်ယခုခီးသွားကြ၏ငါတို့နှင့်အတူလိုက်၍လာပါငါတို့သည်ငါတို့သည်ကျေးဇူးပြုပါမည်ထာဝရဘုရားသည်ဣသရေလအမျိုးသား၌ကျေးဇူးပြုတော်မူမည်ဟုဂတိတော်ရှိပါ၏ဟုမိမိယောက်ခမမိဒရန်အမျိုးရွှေလသားဟောဘတ်အားဆိုလင်ဟောဘတ်ကငါမလိုက်ငါမသွားပါငါနေရင်ပြီငါအဆွေမျိုးရှိရသောငါပြန်သွားမည်ဟုမောရှိအားဆို၏မောရှိကလည်းငါတို့ကိုစွန့်ပြစ်၍မသွားပါနဲ့သင်သည့်သည့်အတိုင်းငါတို့သည် တော၌စခန်ချရမည်။ငါအသင်သည်ငါတို့မျက်စိဖြစ်ရပါ၏။ငါတို့နှင့်အတူလိုက်လင်ထာဝရဘုရားပြုတော်မူသောကျေးဇူးတော်ကိုငါတို့သည်ခံရသည့်အတိုင်းသင်၌ကျေးဇူးပြုပါမည်ဟုဆိုလေ၏။အော်တော်မောရှိကသူ့မိမဘက်ကအမျိုးတွေသူ့ရဲ့ရောက်ဖားတွေသူကပြောပါလေငါတို့နဲ့အတူလိုက်ပါတဲ့။ဟာငါတို့ဒီလောက်လမ်းပြပြီးမလိုက်တော့ဘူးတဲ့ငါကိုယ့်နေရာပဲကိုပြန်မယ်ဟာမလုပ်ပါနဲ့။ တော်လန်းငါတို့မကြွမ်းမင်းတို့ကငါတို့ရဲ့မျက်စိဖြစ်တယ်တဲ့ဘယ်လန်းသွားရမလဲငါတို့မသိဘူးတကယ်လို့ဖျားသခင်ကငါတို့ကိုကျေးဇူးပြုရင်မင်းတို့ကိုလည်းငါတို့ကျေးဇူးပြုပါမယ်လို့ကတိထားတယ်အဲ့ဒါနဲ့လိုက်လာခဲ့တယ်လိုက်လာခဲ့တဲ့အခါမှာအဲ့ဒီမောရှိ မိမဘက်ကအမျိုးတွေကဘမနေလဲဆိုရင်တရားသူကြီးမတ်စာအခန်းကြီး1 အပိုင်ငယ်16မောရှိယောက်ခမအီသားမီးဖြစ်သောကီနိအမျိုးသားတို့သည်အော်ဒီမှာဒီစကားလုံးသုံးတယ်မောရှိယောက်ခမဘက်ကအမျိုးတွေကိုဘယ်လိုသုံးလိုက်လဲကီနိအမျိုးသားတွေလို့သုံးလိုက်တယ်ယူဒာအမျိုးသားတို့နဲ့အတူစွန်ပလွန်မြို့မှအာရက်တောင်ဘက်ယူဒာတော်သို့လိုက်သွား၍နေရာကြာကြာ၏ဩဒါဆိုရင်ဒီ မောရှိမိမဘက်ကအမျိုးတွေကခါနန်ပြည်မှာနေရာချပြီးတော့ဘသူတွေနဲ့ယောနှောသွားလဲဆိုတော့ငကိုခါနန်မှာရှိတဲ့ကေနီလူမျိုးတွေနဲ့ယောနှောသွားတယ်။ယောနှောသွားပြီးတော့မှအဲ့ဒီယောနှောသွားတဲ့မောရှိရောက်ခမရဲ့အမျိုးတွေကိုတော့ကေနီလူလို့ခေါ်ပါတယ်။ဒါကြောင့်မို့မောရှိမိမဘက်ကမောရှိရောက်ခမဘက်ကအဲ့ဒီအမျိုးတွေကကေနီလူလို့တမန်ကျမ်းစာထဲမှာပြန်ပြောင်းခေါ်တယ်။ဘာကြောင့်လဲဆိုတော့သူကငကိုခါနန်ကေနီလူတွေနဲ့ယောနှောပြီးတော့အမျိုးနွယ်တစ်ခုဖြစ်သွားတယ်။ကေနီအမျိုးဆိုတာ ဒါကြောင့်မို့အဲ့ဒီကေနီလူတွေကတဲ့ဒီမှာကျေးဇူးပြုခဲ့တယ်လို့ပြောတယ်။နော်ဓမ္မရာဇဝင်ပထမဆုံးခန်းကြီး၅ကတော်တော်ကြာပြီနော်။သူတို့ကျေးဇူးပြုခဲ့တာတော်တော်ကြာပြီ။ဒါပေမဲ့ဖရဲသခင်ဘာလုပ်ထားလဲ။မှတ်တမ်းတင်ထားတယ်။ဒါကြောင့်မို့သင်ရဲ့အသက်ရှင်ခြင်းကဖရဲရဲ့အမှုတော်ထဲမှာသင်ကျေးဇူးပြုပြီးပါဝင်တဲ့အရာတွေဖရဲအလိုတော်တိုင်းလုပ်ခဲ့တဲ့အရာတွေမှန်သမျှဖရဲသခင်ဘာလုပ်ထားလဲ။မှတ်တမ်းတင်ထားတယ်။သင်ရဲ့ဇာတိသဘောနဲ့လုပ်တဲ့အရာမှန်သမျှကိုလည်းဖရဲဘာလုပ်ထားလဲ။မှတ်တမ်းတင်ထားတယ်။ ဒါကြောင့်မို့အာမလက်ဒီဣသရေလမျိုးကိုစီးတားတယ်အဲ့ဒီအမှုကိုလည်းဘုရားကမှတ်တမ်းတင်ထားတယ်။ကေနိဒီဣသရေလမျိုးတွေတောမကျွမ်းတဲ့ခါမှာတောထဲမှာသွားတဲ့ခါမှာအဲ့ဒီဟာကိုလည်းဘုရားသခင်ပါလို့ထားလဲမှတ်တမ်းတင်ထားတယ်။ဓမ္မရာဇဝင်ပထမဆုံးခန်းကြီး15ရောက်တဲ့ခါမှာအဲ့ဒီရှောလူကိုဘုရားသခင်ကစီခိုင်းပြီးအာမလက်လူတွေကိုရှင်းရှင်းဖြတ်စီပါအောင်စရာကောင်းတာကအဲ့ဒီအာမလက်တွေနဲ့ရောပြီးနေနေတဲ့လူမျိုးရှိတယ်အဲ့ဒါကင်းဒီလူမျိုးမင်းတို့ထွက်တဲ့ မင်းတို့ငါတို့ရောပြီးတော့မလုပ်မိလဲဖြက်စီးဖះပြန်ကွဲကြတယ်တော့ဒါကြောင့်ခြေတော်စီတိုင်းကျွန်တော်တို့ရဲ့အတ္တတာထဲမှာကျွန်တော်တို့မေ့မေ့သွားမယ်ဖះသခင်ဘယ်တော့မှမမေ့ပါဘူးဒါကြောင့်မို့လောကနိယတ်တွေမှာသင်ရဲ့အသက်ရှင်ခြင်းကအင်မတန်ရေးကြီးပါတယ်ဇာတိသဘောနဲ့အသက်ရှင်ရင်ပုပ်ပြက်ခြင်းနဲ့ပျက်စီးခြင်းအသီးနှံကိုရိတ်ကောင်ဝိညာဉ်သဘောနဲ့အသက်ရှင်ရင်ထာဝရနဲ့ဆိုင်တဲ့အသီးနှံကိုရိတ်သိမ်းရမှာဖြစ်တယ်ဒါကြောင့်မို့သင်ဟာအာမလက်ကဲ့သို့အသက်မရှင်ပါနဲ့ ဖရာရဲ့အမှုတော်မှာစီတာနှောက်ရက်တော်သူအဖြစ်အသက်မရှင်ပါနဲ့ကေမိကဲ့သို့ဖရာအမှုတော်မှာဂျေစုပြုတော်သူကဲ့သို့အသက်ရှင်ပါသင်ဘလို့ပဲအသက်ရှင်သည်ဖြစ်စေအားလုံးသည်ဖရာရဲ့မှတ်တမ်းထဲမှာရှိတယ်ဆိုတော့ကိုမမေ့ပါနဲ့ဖရာရဲ့မှတ်တမ်းထဲမှာအားလုံးပါလို့ပြီးသားလေရှိပြီးသားကျွန်တော်တို့ဟိုးတန်တော်ကြီးရောက်တဲ့ခါမှာတခြားသောညီကိုဘာသာဝင်တယောက်ကကျွန်တော်9မိနစ်စာလေးတင်လိုက်နေ့တိုင်းနားထောင်လေတဲ့သူကကျွန်တော်လာနှုတ်ဆက်ပြီးတော့ဆရာ့မိကုန်းတစ်ခုမေးခြင်းလို့တဲ့ခရိယန်တွေကတဲ့ဒီမှာစံစာ ဓမ္မဟောင်းဓမ္မသစ် तू မသိဘောနော်ကျမ်းစာတစ်ခုရှိရတာ ਨੇ ဘာလို့ဓမ္မသစ်ကိုထပ်ရေးရတာလဲတဲ့သူကကျွန်တော်မေးတယ်နော်မေးတော့အော်ဟုတ်သားပဲဓမ္မဟောင်းရှိရတာ ਨੇ ဘာလို့ဓမ္မသစ်ထပ်ရေးရတာလဲမဟုတ်ပါဘူးလို့ထပ်ရေးတာမဟုတ်ပါဘူးအဲ့ဒီဓမ္မဟောင်းမှာပေါ်ပြချက်တွေကဘာမှလာပြည့်စုံလဲဆိုတော့ဓမ္မသစ်မှာလာပြည့်စုံတယ်ဓမ္မဟောင်းကျမ်းတစ်ခုလုံးသည်ဘသူကိုပေါ်ပြလဲဆိုရင်တော့ယေရှုခရစ်တော်ကိုပေါ်ပြတယ်ဒါကြောင့်မို့ဓမ္မသစ်မှာလာပြီးတော့ယေရှုခရစ်တော်ရဲ့အသေးခံခြင်းကယ်တင်ခြင်း ယေရှုခရစ်တော်ရဲ့ထာဝရနဲ့ဆိုင်တဲ့လှုပ်ဆောင်ခြင်းတွေကဒီမှာလာပြီးတော့ပြည့်ပြည့်စုံသွားတယ်။ပြည့်ညတ်တရားတွေကိုစုံလင်စေတဲ့သူဖျားသခင်ရဲ့အလိုတော်ကိုလိုက်လျှောက်တော်သူဒါကြောင့်ယေရှုခရစ်တော်သည်အချုပ်ချာဖြစ်တယ်။အဲ့ဒီယေရှုခရစ်တော်ယုံကြည်တဲ့အခါမှာကျွန်တော်တို့ကိုဖျားသခင်ကဖြောင်းမှတ်တော်သူလို့သတ်မှတ်လိုက်တယ်။ပြည့်ညတ်တရားတွေကိုကျင့်တော်သူလို့သတ်မှတ်လိုက်တယ်။ဟာသူကျင့်တတ်သွား။ဓမ္မဟောင်းရှေ့သားနဲ့ဘာလို့ဓမ္မသစ်ကိုရေးရလဲဆိုတော့အဲ့ဒီဓမ္မဟောင်းသည်ဓမ္မသစ်မှာလာပြီးတော့ဘာလို့လာလဲ။ပြည့်စုံခြင်းဖြစ်တယ်ဓမ္မဟောင်းကအရေးဖြစ်တယ်ဓမ္မသစ်ကတော့အစစ်ဖြစ်တယ် သူကဆက်မေးတယ်ဗျကျွန်တော်ဆရာဦးတဲ့တွေ့တော့မေးခွန်းတစ်ခုမေးမလို့တဲ့နော်လောကမှာတဲ့ဖြောင်းမတ်တဲ့သူလည်းရှိတယ်မဖြောင်းမတ်တဲ့သူလည်းရှိတယ်ဖယားသခင်ဒီတိုင်းကြည့်နေကြလားဒါပေမဲ့ကျွန်တော်မမေးတော့ဘူးတဲ့အဲ့မေးခွန်းကျွန်တော်သိသွားပြီတဲ့ဟိုတလောကဆရာတရားဟောချက်နားထောင်လိုက်တာတဲ့ဘာလို့ဆိုကျမ်းစာထဲမှာကျွန်တော်ကပြောတော့ဖယားသခင်ဖြောင်းမတ်တော်သူဖြောင်းမတ်ပါစေမဖြောင်းမတ်တော်သူလည်းမဖြောင်းမတ်စင်တဲ့ဩတရားစီရင်မဲ့သူကဖယားသခင်ဖြစ်တယ်ဒါကြောင့်ခြေတော်စီတိုင်း သင်ရဲ့အသက်တာကိုပြန်ဆန်းစစ်ပြီးတော့သင်ဟာအာမလက်ကဲ့သို့စီးတားခြင်းအမှုကိုပြုသောသူလားသင်ဟာကေမိကဲ့သို့ဖျားအမှုတော်ထဲမှာဝိညာဉ်သဘောနဲ့ဂျေစုပြုသောသူလားသင်ဘယ်လိုပဲလုပ်လို့ပါအဲ့ဒီမှတ်တမ်းတစ်ခုလုံးကတော့သင်လူရှိမှဘယ်လိုဖြစ်တယ်ပါဖြစ်တယ်ဆိုတာထက်ဖျားရှိမှဖျားရဲ့မှတ်တမ်းထဲမှာရှိတယ်ကျွန်တော်ဒီကျမ်းစာဖတ်တဲ့အခါမှာအံ့အံ့ဩသွားတယ်ဖျားသခင်ရှင်မွေလောက်ပြောတဲ့အခါမှာငါမှတ်ထားတယ်ဟာအဲ့စကားလုံး तू မှတ်ထားတယ် ်ဩကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်အမှတ်တမ်းထဲမှာသင်အသက်ရှင်ခြင်းအကုန်လုံးရှိနေတယ်ဒါကြောင့်မို့ကျွန်တော်တို့အပြစ်တွေအားလုံးကိုယေရှုခရစ်တော်အပြစ်ဘုရားကမေ့လိုက်ပြီဖြစ်တော်ညာလေသင်အသက်ရှင်ခြင်းအားလုံးကတော့ဘုရားရဲ့အမှတ်တမ်းထဲမှာမပါလို့နေလေရှိနေတယ်ဩဒါကြောင့်မို့နောက်ဆုံးကြံပိုက်တစ်ပိုက်နဲ့ကျွန်တော်နေကုန်းချုပ်ပါမယ်ဂလာတိဩဝါဒစာမှာဂလာတိဩဝါဒစာ ခန်းကြီး6အပိုင်ငယ်ခုနှစ်ကနေကိုကိုကြည့်တဲ့အခါမှာနော်အလွဲမယူကြနဲ့ဖရာသခင်သည် မထီမဲ့မင်ပြုခြင်းကိုခံတော်မူမူလူသည်မျိုးစစ်ကျဲသည့်အတိုင်းအသီးနှံကိုရိပ်ရလိမ့်မယ်သင်ပါမျိုးစစ်ကျဲလေအာမလက်ကဲ့သို့စီတာခြင်းမျိုးစစ်ကျဲရင်အဲ့ဒီအသီးနှံပြန်ရိပ်ကြ ကေနီကဲ့သို့ဣသရေလလူမျိုးတွေကိုကျေးဇူးပြုခြင်းမျိုးစီကျင်းအဲ့ဒီမျိုးစီကိုသင်မလုပ်အောင်မလဲပြင်ရေးကမျိုးစီကျဲတဲ့အခါမှာမိမိဇာတိပဂတိ၌မျိုးစီကျဲတော်သူသည်တဲ့ဇာတိပဂတိအားဖြင့်ပုတ်ပြတ်ခြင်းအသီးနှံကိုရေးရလိမ့်မယ်သင်ရဲ့နေ့စဉ်အသက်ရှင်ခြင်းကငါဆိုတဲ့ဇာတိပဂတိတိုင်းအသက်ရှင်ရင်ပုတ်ပြတ်ခြင်းအသီးနှံကိုပဲမလုပ်အောင်မလဲဆိုတော့ရေးသိမ်းရမှာဖြစ်ပါလေဒါကျွန်တော်ပြောတာမဟုတ်ပါဘူးအဲ့ဒီလိုဖြစ်စီဖို့ဆိုပြီးတော့လည်းကျွန်တော်ပြောတာမဟုတ်ပါဘူးကျန်းစာကအဲ့တိုင်း ောတာဖြစ်တယ်။ဖရားရဲ့မှတ်တမ်းထဲမှာအားလုံးရှိပါတယ်။ဝိညာဉ်ပကတိ၌မျိုးစေ့ကျဲသောသူဖြစ်ရင်တော့တဲ့ဝိညာဉ်ပကတိအားဖြင့်ထာဝရအသက်ရှင်ခြင်းအသီးနှံကိုရိပ်ရမယ်။သင်ရဲ့နေ့စဉ်အသက်ရှင်ခြင်းကကိုယ့်ရဲ့သဘောတိုင်းအသက်မရှင်ဘူး။ဖရားရဲ့သဘောတိုင်းဝိညာဉ်သဘောတိုင်းအသက်ရှင်မယ်။ဖရားရဲ့ဖရားသခင်ကိုသင်အသက်တာထဲမှာရှင်ခွင့်ပေးပြီးတော့ဝိညာဉ်ပကတိတိုင်းအသက်ရှင်ရင်တဲ့ထာဝရအသက်ရှင်ခြင်းနဲ့ဆိုင်တဲ့အသီးနှံကိုရိပ်ရဖို့ရှိတယ်။ဒါကြောင့်မို့သင် မျိုးစေ့ကျဲတဲ့အတိုင်းအသီးနှံကိုမလိုအောင်မလဲရေးရမယ်စိုက်တဲ့အတိုင်းရေးရမယ်စိုက်တဲ့အတိုင်းရေးရမယ်ဆိုတဲ့အခါမှာသင်ရဲ့အပြစ်တွေကိုတော့ယေရှုခရစ်တော်ပြဘာလို့ပေးပြီးသွားပြီလဲဆက်ပေးပြီးသွားပြီသင်အပြစ်တွေကိုယေရှုကဆက်ပေးသွားတဲ့ကြောင့်ဖခင်သခင်ကမေ့ပလိုက်တယ်တဲ့ဒါပေမဲ့သင်ရဲ့နေ့စဉ်အသက်ရှင်ခြင်းသင်တို့အကျင့်အဘယ်ထိပါသွားမလဲကောင်းကင်နိုင်ငံထိပါသွားမယ်ဖခင်ရဲ့မှတ်တမ်းထဲမှာအဖို့ရှိနေတယ်လူရဲ့မှတ်တမ်းထဲမှာလူတွေသင်ကိုဂုံပြူတာမဂုံပြူတာထက်လူတွေသင်ကိုအတိမတ်ပြူတာမပြူတာထက်ဖခင်ရဲ့မှတ်တမ်းထဲမှာ သင်ဘလို့ရှိနေလဲဆိုတဲ့အရာကသိရေးကြီးတဲ့မိတ်ဆွေဒါကြောင့်မို့ငါတို့သည်အာမရော့စိတ်မပြတ်ပဲကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့ထို့သို့တည်ကြည်၍ကျင့်လင် အချိန်တန်သောကာလ၌အတိနံကိုရိပ်ရကြလိမ့်မည်ဒီနေ့နှုတ်ကပတ်တော်ကတော့အာမလတ်နဲ့ကိနိလူမျိုးဖြစ်တယ်အာမလတ်လူမျိုးကဣဒရီလာလူမျိုးတွေကိုစီးကြခြင်းမှုကိုပြုတယ်ဘုရားသခင်မှတ်ထားတယ် ေနီလူမျိုးကဣသရေလလူမျိုးတွေကိုတော်ထဲမှာလမ်းပြခြေစပြုခဲ့တယ်ဖရာသခင်ဘုရားလည်းမှတ်ထားတယ်။ဒါကြောင့်မို့သင်ရဲ့အသက်ရှင်ခြင်းအားလုံးကဖရာရဲ့မှတ်တမ်းထဲမှာရှိတယ်ဆိုတာကိုမမေ့ပါနဲ့။လူတွေမှတ်တာမမှတ်တာထက်လူတွေအတိမတ်ပြုတာမပြုတာထက်ဖရာသခင်ကအားလုံးဘာလို့ထားလဲမှတ်ထားတယ်။သင်ဇာတိသဘောနဲ့ကောင်းတာလောက်တာတော့မှဇာတိသဘောနဲ့လုံရင်လည်းဖရာဘုရားထားလဲမှတ်ထားတယ်။သင်ရဲ့နေ့စဉ်အသက်ရှင်ခြင်းဘာပဲလုပ်လို့ဝိညာဉ်သဘောနဲ့ဝိညာဉ်မျိုးစေ့ကိုကျဲ့တက်တော်သူဖြစ်ပါသည် ဝิญဉ်သဘောနဲ့အသက်ရှင်သောသူဟာဝิญဉ်သဘောနဲ့ဆိုင်တဲ့ထာဝရနဲ့ဆိုင်တဲ့အသီးနှံကိုဘုရားသခင်ရှေ့မှာပြန်ပြီးတော့ရိတ်သိမ်းရမှာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းသင်စိတ်ကြိုက်သင်ရှင်လို့လည်းရတယ်ဘုရားအလိုတော်တိုင်းရှင်လို့လည်းရတယ်ဒါပေမဲ့တစ်ခုပါပဲအဲဒီသင်စိတ်ကြိုက်ရှင်တာရောဘုရားအလိုတော်တိုင်းရှင်တာရောဘုရားရဲ့မှတ်တမ်းထဲမှာရှိတယ်ဆိုတော့ကိုသင်သတိပြုအမှတ်ရပြီးတော့ဝิญဉ်သဘောနဲ့နေစဉ်အသက်ရှင်ခြင်းအပြင် ယခုဘဝနောက်ဘဝနဲ့ဆိုင်သောထာဝရနဲ့ဆိုင်သောအသီးနှံကိုရည်သိမ်းနိုင်သောသူများဖြစ်စေဖို့ဝင်ကပါတယ်အားလုံးပေါ်မှာဖျာရှင်ကောင်းကြီးပေးပါစေအာမင်